crypto coin ဈေးအတက်အကျကဒါရီကြောင့်ဖြစ်နေရပါ crypto coin ဈေးအတက်အကျဆိုတာအရန်ကိုခံမှန်းမှုခတ်ပါတယ် professional trader တွေတော့မှပဲ crypto coin ဈေးအတက်အကျကိုတိတိကျကျမခံမှန်းနိုင်ပါဘူးဒါကြောင့်ပဲကိုယ်ဝယ်လိုက်တိုင်း crypto ဈေးချသွားပြီးတော့ကိုရောင်းလိုက်မှပဲ coin ဈေးကထိုးထက်သွားတာမျိုးဖြစ်ပူးကြမှာပါဒါဆိုဒီပြဿနာကဘာလို့ဖြစ်ရတာလဲဒီတိုင်းကိုရောင်းဝယ်တဲ့အချိန်နဲ့တိုက်ဆိုင်သွားတာလား ဒီမေခွန်းတွေရဲ့အဖြေကိုသိချင်ရင် crypto ဈေးကွက်ဘာတွေကြောင့်လှုပ်ရှားနေရလဲဘယ်လိုမျိုးလှုပ်ရှားနေရလဲဆိုတာကိုသိမှရပါမယ်။ဒါတွေကိုမသိဘဲနဲ့ရောင်းဝယ်နေပဲဆိုရင်လောင်ကစားလုပ်တာနဲ့ဘာမှမခွာတော့ပါဘူး။ဒီဗီဒီယိုကိုချစ်ပြီးသွားရင် crypto ဈေးကွက်အပေါ်အရှင်ကအမြင်နဲ့လုံးဝခွာတော့မှသိကြပါရစေ။ crypto ဘာလို့ဈေးတက်လဲဈေးကျလဲ။ပထမဆုံးရေးကြည့်တာကတော့ရောင်းလို့အားနဲ့ဝယ်လို့အားပါပဲ။ဟုတ်ပါတယ်ဒီဟာကတာမန်စီးပွားရေးသဘောပါပဲ။ ဒါပေမဲ့တကယ်ကဒီလောက်မယိုးရှင်းပါဘူး။ဘာလို့လဲဆိုတော့ရောင်းလို့အားနဲ့ဝယ်လို့အားက အမြဲမတူနေလို့ပါ။ကိုလိုသူလိုဒေါ်လာ100ဒေါ်လာ1000ဘူးတော့ဝယ်တဲ့ retail သမားတွေရောင်းတော့ဝယ်တာတော့ပင်မဟုတ်ပဲတကယ်လက်ကြီးသမားတွေကသာဒီစည်းကွက်ကိုတက်ဖို့ကြဖို့ချုပ်ကင်နေရပါ။ဒီအကြောင်းကို ပို့ပြီးရရှင်းဖို့အတွက်ဒုတိယအချက်နဲ့ချိန်ပြီးပြောလို့ပါတယ်။ဒုတိယသက်ဆိုင်တာက လက်ကြီးသမားတွေတနည်းအားဖြင့်ဝေးတွေပါ။ ဝေးဆိုတာမြန်မာလိုတိုက်ရိုက်ပါတာပြန်ရင်ဝေးလာငါပေါ့ခရစ်ပတိုလောကမှာဆိုရင်ဒေါ်လာတန်းစီအနည်းဆုံးပိုင်နဲ့လက်ချီသမားတွေပါတယောက်တည်းပိုင်တဲ့အပြင်စီးပွားရေးကုမ္ပဏီတွေရင်းနှီးမြှုပ်နှံပေးတဲ့လုပ်ငန်းတွေနဲ့ Binance တို့မျိုး Crypto Exchange တွေပါဝင်နိုင်ငံတချို့လည်းပါပါတယ်။ကိုလိုသူလိုသာမန် Trader တွေကတော့ဒီ Crypto သမုတ်တရားကြီးတဲ့ကလုံးဝအကောင့်အသေးဆုံးကောင်လေးတွေပါပဲ။ ဖဇွန်တဲ့လေးတကားရေမျက်နှာပြင်ပေါ်မှာခုံးလိုက်တာကအဝေးကကြည်ရင်တိတော့မတိနိုင်ပေမဲ့ဝီလာငါးကြီးတကောင်ချောင်းဆိုလို့ရှိရင်တော့ဒါကြီးကအရန်ကိုတိတာရဲ့လောက်ခတ်မှုကြီးတစ်ခုဖြစ်သွားပါတယ်ဒီလိုသဘောတရားအတိုင်းပဲဝေးတရဲ့လှုပ်ရှားမှုက crypto လောကကြီးတစ်ခုလုံးကိုလှုပ်ခတ်နိုင်ပါတယ်။ဥပမာဝေးတွေက Bitcoin ကိုဒေါ်လာ50မီလီယံပို့မြန်မာဝင်တဲ့အတွက်မဲ့ဆိုရင်တန်း2သိန်းကျော်ပို့ဝယ်စင်နေဆိုပါတော့ ဒီလိုမျိုးဝယ်ကျင်လာတဲ့အခါမှာတခါရေရော့အင်ဆိုပြီးတော့50မီလီယံလုံးပေးပြီးတော့ဝယ်လိုက်တာမျိုးမဟုတ်ပါဘူးဒီလိုမျိုးဝယ်လိုက်တယ်ဆိုရင် fees တွေလည်းအများကြီးပေးရသလို market fee တစ်ခုလုံးလည်းရုတ်တရက်ဈေးတွေထိုးတက်သွားနိုင်ပါတယ်။ဒီလိုတွေမဖြစ်အောင်ဝေးတွေကတလုံးတစ်ခဲတည်းမဝယ်ဘဲနဲ့စီးပွားရေးဖြူဟာချပြီးမတူတဲ့ဈေးတန်းတွေမှာခွဲဝယ်ဖို့ order တင်ထားတတ်ပါတယ်။ဒါကို accumulation တဖြည်းဖြည်းချင်းစုဝယ်တယ်လို့ခေါ်ပါတယ်။ ဒီလိုလို့ဘိုးဈေးမတက်ခင်မှာရတဲ့တပတ်တချို့လောက်ဈေးလုံးဝမလှုပ်ဖဲရှင်နေတတ်တာပါ။ဒါကအလုံးကောင်းဖို့ကွေးတွေက ကုသပြုနေရမဟုတ်ပါဘူး။သူတို့က retail သမားတွေဘယ်နေရာမှာ stop loss ထားတဲ့လဲပတ်စံကုန်သွားတဲ့လဲဆိုတာကိုတေချာတွက်ပြီးမှပဲအဲ့နေရာတွေကို target ထားတာပါ။ကမန်ဒူရေး stop loss ထည့်ရနေရကိုမှစေးချအောင်လုပ်လိုက်ပြီးစေးပေါပေါနဲ့ပြန်ဝေးတာပါ။ဒါကြောင့်ကိုရောင်းလိုက်မှစေးတက်သွားတတ်တာပါပဲ။ ဝေးတဲ့အကြောင်းပြပြဆိုတော့နောက်တစ်ခုကအဲ့ချင်းဒီမှာ quality block ကိုင်ထားတဲ့လေနဲ့ဆိုင်ပါတယ်တော်ယုံရီမီထားတတ်တာကအဲ့ချင်းဒီကိုင်ထားတတ်တဲ့အမောင်းက market ကိုထိအောင်နိုင်နေဆိုတော့ပါပဲအဲ့ချင်းဒီစီမှာ bitcoin နဲ့တခြား coin တွေကိုင်ထားတာအရှမ်းများနေရင် သူတို့ကမကြခင် စီးတက်တာနဲ့ထောက်ယုံဖြစ်တော့မှာပါသူတို့စီမှာ crypto ကိုင်ထားတာအရန်နေနေရင်တော့တာမန်လူတွေကိုင်ထားတဲ့ပမာဏကပိုများနေလို့ crypto exchange တွေကအများကြီးထုတ်ရောက်လို့မရပါဘူး။ crypto ကတခြားဟာတွေထပ်သားတဲ့တစ်ချက်က blockchain မှာဖြစ်နေသမျှပြောင်းလာဝယ်တာအကုန်လုံးကိုအချိန်နဲ့တပြေးညီစောင့်ကြည့်လို့ရတာပါ။ဒါကြောင့် on-chain data လို့ခေါ်တဲ့ဘယ်အချိန်တွေကဘလောက်ဝယ်ရအောင်လုပ်နေသလဲဆိုတာကိုချီးရင်နဲ့ဘယ်အချိန်မှဈေးလုတ်ခတ်မလဲခံမနိုင်တာပေါ့။ Google မှာပဲဖြစ်ဖြစ် X မှာပဲဖြစ်ဖြစ် on-chain news လို့ရှာလိုက်ရင်သတင်းတွေတင်ပေးတဲ့နေရာတွေပေါ်လာပါလိမ့်မယ်။ဆိုတော့ crypto ဈေးကွက်ကြီးကိုအတက်အကျဖြစ်စေရဲ့နောက်ဆုံးတစ်ခုကတော့တည်င်းပါပဲ။ ခရစ်ပတိုဈေးကွက်အရန်အတက်ကြကျန်းနေဆိုတာကလည်းတည်င်းကခရစ်ပတိုကိုအရန်လွှမ်းမှုလို့ပါဆိုတော့တည်င်းအများစုကိုဘသူတွေကချုပ်ကင်ထားလဲသိလားဝေးတယ်ပါပဲဥပမာသူတို့ကဘစ်ကွင်ကိုဈေးပေါပေါနဲ့ဝယ်ချင်ရင်ဘစ်ကွင်ကနောက်နေဆိုရင်ဒေါ်လာ1000တန်တော့မှခရစ်ပတိုကလုံးဝပြီးသွားပြီးအစရှိသဖြင့်တည်င်းဝင်တတ်ပါတယ်ဒီလိုတည်င်းနေကြရင် သမက်ဒေါ်လာတရာဘူးဒေါ်လာတထောင်ဘူးလောက်ဝေခိုင်ထားတဲ့သူတွေကအရန်ကိုစိတ်ကန်စားမှုတွေ emotion တွေများလာပြီးတော့ထုတ်ရောင်းလိုက်ကြမှာပါပဲ။ဝေးတွေကဈေးကြီးကြီးနဲ့ထုတ်ရောင်းခြင်းနဲ့ဆိုရင်တော့ Bitcoin ကနောက်သုံးလနဲ့ဒေါ်လာတန်ဖြစ်တော့မှစသဖြင့်တည်င်းကြရတတ်ပါတယ်။အဲ့လိုချင်းဆိုတော့မန်လူတွေက လောဘချီပြီးရောစေးကြီးကြီးနဲ့ဝယ်လိုက်ကြပြန်ရော။ ဒီလိုနဲ့ဝေးတွေကစီကွက်ကိုအခါခါကစားနေကြပါတယ်ဒီလိုအချိန်မှာတမ်ဘယ်ရီသီသမားတွေကစီကွက်ကိုတခြားနားမလဲခဲ့သူဆိုလို့ရှိရင်တော့မိအိတစ်ခါသုံးခါမကအောင်နားနေမှာပဲဖြစ်ပါတယ်။ဒီလိုမျိုး fake news တွေ for host တွေအပြင်နိုင်ငံရေးသတင်းတွေကလည်း crypto စီကွက်ပေါ်မှာအများကြီးတက်ရောက်ပါတယ်။စစ်ပွဲတွေရဲ့အကြောင်းတွေအခွန်ကိစ္စတွေစသဖြင့်ပေါ့။အခုလောလောဆယ် crypto လောကကြီးတစ်ခုလုံးကိုရဲရဲနီနီအောင်လှုပ်တာကလည်း ဒေါ်နယ်ထရမ့်အစိုးရရဲ့အခွန်ကိစ္စတွေကြောင့်အများကြီးသက်ဆိုင်ပါတယ်ဒီလိုမျိုးတထေးတွေပန်တွေအချင်းတွေနဲ့ပြပြီးတော့ crypto ဈေးကစားရတာကတကယ်ကိုမလွယ်ပါဘူး။ဒါကြောင့်လဲတော်တော်များများက crypto ကိုစိုးစိတ်ကောင်းသွားတာပေါ့။ဒါပေမဲ့လဲ retail trader အယောက်တရာမှာတယောက်လောက်ကတော့အခုလို market ကို chill နေရတဲ့လူတွေအကြောင်းနားလဲလို့သူတို့လို like trade နိုင်နေဆိုရင်တော့အမြတ်အများကြီးရနေတာပါပဲ။ ဒါကြောင့်ကိုကအမြတ်အများကြီးရတဲ့ trader တယောက်ဖြစ်ချင်နေဆိုရင် market ရဲ့အရွေကိုနားလည်ပြီးတော့ဘယ်အချိန်မှဝင်မလဲဘယ်အချိန်မှထွက်မလဲကိုသေချာဆုံးဖြတ်နိုင်ဖို့လိုအပ်ပါတယ်။ကဲအခုဆိုရင် crypto ဈေးကွက်ကဘာလို့ရွှေ့တက်တယ်လဲဆိုတာကိုနားလည်သွားပြီးမလို့နောက်ဆိုရင်ပို့ပြီးတော့အစဉ်ဖြစ်ဖြစ် trade နိုင်သွားမယ်လို့ထင်ပါတယ်။နောက်ဆုံးသတိပေးစင်တာကတော့ cryptocurrency ကအရှမ်းကိုအတက်ကြကြပါတယ်။ crypto မိတ်ပတ်ကဘယ် crypto ကိုတော့ invest ပါဆိုပြီး financial advice လုံးဝမပေးပါဘူး။ အားလုံး cryptocurrency အကြောင်းနားလည်ဖို့ပဲ knowledge sharing လုပ်ပေးရဖြစ်ပါတယ်။ crypto make ကနေနေ့စဉ် crypto တွေကိုအသုံးပြုပြီးတော့မှန်မှန်ကန်ကန်ရင်းနှီးမြှုပ်နှံမှုနည်းတွေကိုတင်ပြနေရမို့လို့ like and subscribe လုပ်ထားပေးပါအောင်နော်။မသိတာတွေမေးချင်ရင် crypto make ရဲ့ Telegram community ကို join ထားလို့ရပါတယ်။ link ကို deposit get out မှာထည့်ပေးထားပါမယ်။ Crypto Retrieval Binance account မရှိသေးဘူးဆိုရင်လည်းအခုပြထားတဲ့ Crypto Maker Referral Code နဲ့ account ဖွင့်လို့ရပါတယ်။ ဒီကောင်နဲ့ဖွင့်ထားတဲ့အကောင့်ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount lifetime ရမှာဖြစ်ပြီးတော့ crypto make ကလုပ်တဲ့ campaign တွေက reward တွေကိုလည်းရမှာဖြစ်တဲ့အတွက်ရရှိမှအများကြီးအကျိုးရှိပါတယ်။အားလုံးပဲနောက် video မှာပြန်တွေ့ကြရပါတော့။